Hi မင်္ဂလာပါရှင် Behind the Doors ကနေကြိုဆိုလိုက်ပါရယ်အရင်ဆုံးအနေနဲ့ admin ကဒီ channel လေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ရှင် channel လေးကြောင့်မပြောခင်မှာ admin အကြောင်းမင်းနဲ့အရင်မိတ်ဆက်ပေးခြင်းပါတယ် admin ကလွန်ခဲ့တဲ့၈နှစ်ကိုနှစ်လောက်တုန်းကအခြားပေါ့နော်အခြေကျနေတဲ့ level တစ်ခုကနေပြီးတော့တိုးကိုသဘောကျလာတဲ့အတွက်ကြောင့်မို့လို့ career ချိန်ခဲ့တဲ့သူတယောက်ပါ အခြေကျနေအလုပ်တစ်ခုကနေနောက်တစ်ခုကိုပေါ့နော်အစားနေပြီးတော့ပြန်ဆလုပ်ဖို့ဆိုတာအဲ့အချိန်တုန်းကရောတိတ်ပြီးတော့မလွယ်ကူခဲ့ဘူးပေါ့နော်ဒါပေမဲ့အဲ့တုန်းကတူရီဇမ်တင်နန်းတွေပါပြန်တက်ပြီးတော့တန်းနိုင်ဆုံးအဒမင်စူးစမ်းခဲ့တယ်တင်နန်းကနေမှလေ volunteer ခေါ်တယ်ဆိုရင်လည်းလုပ်တယ်ဒီတူရီဇမ်အစိတ်ပိုင်းတစ်ခုပဲမှုန်းလို့ advent တွေကအစားပေါ့နော် volunteer တွေလုပ်ပြီးတော့လေ့လာခဲ့တယ်အဲ့ရနေမှ twin tour leader အနေနဲ့အလုပ်စားလုပ်ပြီးတော့မှဒီတူရီဇမ် live တွေရောက်လာပါပေါ့နော် အခုအကြောင်းမျိုးမျိုးနဲ့ဆက်လုပ်ဖို့အခွင့်မတားတော့တဲ့အခါမှာဒီကိုယ့်ရဲ့ do life မှာလုပ်ခဲ့တာလေးတွေတင်ခဲ့တာလေးတွေကိုပြန်သတိရမိရနဲ့ပဲဒီ feature ကိုအစ်စ်ဝင်လာမဲ့သူတွေဆက်လုပ်ချင်တဲ့သူတွေရှိရင်အခုညီတစ်ခုခုဖြစ်လို့ပညာစိတ်လေးစပြီးတော့ဖြစ်လာတယ်။အဲ့လိုကြောင့် admin ကစာရေးထက်ဒီလုပ်ငန်းခွင်မှာလက်တွေ့အသုံးဆိုင်နိုင်မှလေးတွေကိုအဓိက sharing လုပ်သွားရင်းနဲ့ တူရီဇမ်မှာစအလုပ်လုပ်တော့မယ်ဆိုရင်သိထားသင့်တဲ့ဗဟုသုတတွေအသုံးနှုန်းတွေကို knowledge အနေနဲ့ sharing လုပ်ပေးချင်တာပါကိုကိုတိုင်းကိုကအရန်ကိုစိတ်ဝင်စားလို့တူရီဇမ်ကိုချစ်လို့လုပ်ခဲ့တာဆိုတော့အဲ့လိုလူမျိုးတွေရှိနေအောင်မယ်လို့လည်းယုံကြည်တယ် ဲ့လိုလုပ်ခြင်းအပြင်ဒီဒိုးကုမ္ပဏီဘက်ကဆိုလို့ရှိရင်လည်းလိုအပ်တဲ့ဝန်ထမ်းတွေရလာပြီးတော့ဒီထိုးလိုက်ကိုအသက်ဝင်ခြင်းတဲ့သူတွေဆိုလို့ရှိရင်လည်းအင်တာဗျူးမှာနေမယ်ကိုကိုယုံကြည်မှုလည်းပိုရှိလာနိုင်ပြီးတော့တကယ်လုပ်ငန်းခွင်ကိုရောက်တဲ့အခါမှာလည်းဟိုစိမ့်သက်မနေဘဲနဲ့လိုက်လုသွားနိုင်မှုအတွက်ရည်ရွယ်ပါတယ်ရှင်တွင်းအင်ဒပ်စရီမှာဆက်ပြီးတော့လုပ်လုပ်ချင်ပေမဲ့နောက်ကျနေပြီလို့ထင်ပါသလား ခီးသားလုပ်ငန်းဆိုတာကတကယ်ကြိုးစားပြီးတော့အလုပ်လုပ်ချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်အများအားအခွင့်အရေးရှိနေတဲ့နေရာတစ်ခုလို့ပြောလို့ရပါတယ်။အခုနောက်ပိုင်းမှာတော်တော်များများစိတ်ဝင်စားတဲ့လုပ်ငန်းလည်းဖြစ်လာတဲ့လျောက်အတွေ့အကြုံရှိသေးဘူးဆိုရင်တော့မှကြိုးစားခြင်းစိတ်နဲ့သာလေ့လာပြီးတော့စတင်မယ်ဆိုရင်ဘယ်တော့ခါမှနောက်ကျမှမဟုတ်ပါဘူးเนาะ။ အသက်ဆပြီးတော့အလုပ်လုပ်ချင်တဲ့သူတွေအပြင် admin လိုမျိုးအခြားနယ်ပယ်တစ်ခုမှလုပ်ခဲ့ပြီးတော့မှဒီတိုးကိုစိတ်ဝင်စားလို့စတင်ပြီးတော့လုပ်ကင်ချင်သူတွေအတွက်အခုလက်ရှိတိုး industry မှာစပြီးတော့အလုပ်လုပ်ချင်ပေမဲ့အာအတွေ့အကြုံမရှိသေးတော့ကိုကိုကို confidence မရှိတာဒီ tourism fees မှာစပြီးတော့လုပ်ဖို့အတွက် ready ဖြစ်မနေဘူးလို့ခံစားနေရပြီလား ကော်မတီဘက်ကနေဆိုရင်လည်းတူရီဇမ်နဲ့လုံးဝအဆိုင်သက်သက်မဟုတ်ဘဲနဲ့ဒီတိုးလုပ်ငန်းနဲ့ရင်းနှီးပြီးသားဝန်ထမ်းအသစ်တွေလူနေတဲ့ကုမ္ပဏီလည်းရှိနေနိုင်တယ်ပေါ့နော်။ ဒီတော့တစ်ခုရဲ့နောက်ွယ်မှာ itinerary ဘယ်လိုဆွဲရမလဲ operation တွေဘယ်လိုလုပ်ရမလဲ calculation တွေရောဘယ်လိုတွက်ရမလဲနောက်ဘာတွေကိုညှိနှိုင်းရမလဲ customer တွေကိုဘယ်လိုဆွဲဆောင်မလဲအဲ့ဒါတွေအပြင်ဥမာအတိအကကတော့ဒီ tourism phase မှာအလုပ်စားလုပ်ခြင်းပင်မဲ့ပမာစတင်ရမလဲဘယ်လိုစတင်ရမလဲမသိဘူးဆိုလို့ရှိရင်ဒီ channel လေးမှာကခီးသွားလုပ်ငန်းတွေအကြောင်းရယ်နောက်ဒီလေ့လာရမယ့်ကျွမ်းကျင်မှုတွေဘာကြောင့်အရေးကြီးသလဲဘာတွေကအလေးထားရမလဲဆိုတာတွေကို admin အတတ်နိုင်ဆုံးသိသလောက်ဆော့ဆော့လင်းလင်းလင်းပြန်လည်ပြီးတော့ ပြပေးသွားမှာဖြစ်ပါတယ်။ဒီ calculation တွက်တာတွေဘာတွေကတော့ဒီ public မှာပြောလို့ရသမျှအတတ်နိုင်ဆုံးပြောပြသွားပေးမှာဖြစ်ပါတယ်။ဒီ channel လေးကဘယ်လိုနေရလဲ။တိုးမှာစလုပ်ခြင်းပြင်မဲ့ confidence မရှိတဲ့သူတွေအတွက် လေ့လာနိုင်မယ့်နေရာတကယ်လုပ်ငန်းခွင်မှာအသုံးပြုနေတဲ့ဒီ real world tips လေးတွေ knowledge လေးတွေကိုပြောပြပေးမယ့်နေရာ tourism ကိုစ try မယ့်အသစ်အသစ်တွေအတွက် confidence တည်ဆောက်ပေးမယ့်နေရာ ။နောက်ပြီးတော့ခီးသွားလုပ်ငန်းနဲ့ရင်းနှီးလာအောင်ညွှန်ပြပေးနိုင်မယ့်နေရာအဲ့လိုနေရာတစ်ခုဖြစ်လာဖို့အတွက်ရည်ရွယ်ပါတယ်ရှင်။အပြင်သင်တန်းတွေမှာလည်းတူရီဇမ်ကိုတက်လို့ရပါမယ်။ admin ကစာရေးမဟုတ်ဘဲနဲ့တကယ်လည်းလုပ်ငန်းခွင်မှာအသုံးပြုနေရာလေးတွေကိုထပ်ဖြည့်ပြီးတော့မှ sharing လုပ်ပေးနေတာပေါ့နော်။ admin ကစတင်ပေးနေတာမဟုတ်ပါဘူးရှင်။အဲ့ဒါကြောင့် troll life ကိုစိတ်ဝင်စားရဲဆိုရင်ဒီ channel လေးကို subscribe လေးလုပ်ထားပေးနော်။